မီးနီယောင်းနဲ့အမျိုးသမီးဖြစ်သူအပေါ်မှာအိမ်တွင်းအကြမ်းဖက်မှုကျူးလွန်နေတယ်ဆိုတဲ့ဆဆဲချက်တွေကိုရှေ့ထွက်ဖြစ်ရှင်းလာခဲ့တဲ့မိုးကုံမျိုးကမီလီယန်နာတတိကြီးဦးရော့ဆက်မင်္ဂလာပါပရိသတ်ကြီးရှင်ဦးရော့ဆက်ဆိုတာကတော့မိုးကုံမျိုးကမီလီယန်နာတတိကြီးတယောက်ဖြစ်အလုံးကသိရှိထားတဲ့သူတယောက်ဖြစ်ပြီးဦးရော့ဆက်ဟာလီစုအမျိုးသားကြောင်းမြတ်ရတနာတကြွယ်တတိကြီးဖြစ်ပြီးရန်ကုန်ဗဟန်းမြို့နယ်နဲ့ပထမအမြင့်မိုးကုံမျိုးတို့မှာရွှေလိပ်ပြာဟိုတယ်ကို ပိုင်ဆိုင်ထားတဲ့ပိုင်ရှင်တအူးလေးဖြစ်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့မှာတော့ဥရောပဆက်ရဲ့သမီးဖြစ်သူဂျူလီယာဆက်ကဖခင်ဖြစ်သူရဲ့ဆယ်စုနှစ်ကြာအိမ်တွင်အကြမ်းဖက်မှုတစ်ခုကိုဖွင့်ချလာခဲ့တာဖြစ်ပါတယ်။ဥရောပဆက်ဟာဇနီးဖြစ်သူနဲ့သားသမီးများအပေါ်မှာအကြမ်းဖက်ရိုင်းနှက်နေသူဖြစ်ကြောင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာဗီဒီယိုဖိုင်လေးနဲ့တခွချပြလာခဲ့တာပဲဖြစ်ပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးလူအများနဲ့ဆက်ဆံရမှာတော့သဘောထားတိမ်မွေ့သဘောကောင်းလွန်ပြီးတော့မိသားစုအပေါ်မှာအခုလိုအိမ်တွင်အကြမ်းဖက်မှုကျူးလွန်တဲ့ဥရောပဆက်ကို လူတိုင်းကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။လက်ရှိမှာတော့သမီးအကြီးဖြစ်သူဂျူလီယာဆက်ကမိခင်ဖြစ်သူနဲ့ညီမဖြစ်သူတို့ကိုသူမစီကိုပြန်လွှတ်ပေးဖို့နဲ့မိခင်ဖြစ်သူရဲ့ပစ္စည်းတွေကိုပြန်ပေးဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့အစိုးရကိစ္စတွေနဲ့ပတ်သက်ပြီးဥယောဆက်ကသူကိုယ်တိုင်ရှေ့ထွက်ပြီးတော့ဖြည့်ရှင်းလာခဲ့တာဖြစ်ပါတယ်။ဥယောဆက်ကသူ့အနေနဲ့သမီးဖြစ်သူဂျူလီယာဆက်အပေါ်မှာ2019ခုနှစ်ကမူရစ်ဆေးဝါးသုံးဆွဲနေလို့ အချင်းတကားသာဆုံးမတဲ့အနေနဲ့ရိုက်ဖူးခဲ့တာဖြစ်ကြောင်းတမိဖြစ်သူကိုပညာထက်ဖြစ်စေခြင်းလို့အမေရိကန်နိုင်ငံအထိလွတ်ပြီးတော့ပညာသင်ယူစေခဲ့ပြီးသူတို့ရဲ့မိသားစုမျိုးရိုးထဲမှာဂျူလီယာဆက်တယောက်သာအမေရိကကဘွဲယူလာနိုင်ခဲ့တဲ့အတွက်ကြောင့်ဂုဏ်ယူရတယ်ဆိုတဲ့အကြောင်းတွေကိုလည်းပြောပြလာခဲ့ပြီးဂျူလီယာဆက်ရဲ့မိခင်ဖြစ်သူသူ့ရဲ့ဒုတိယဇနီးဖြစ်သူကိုလည်းတမိဖြစ်သူအပေါ်မှာဆုံးမသွန်သွင်ဖို့အတွက်ကိုလည်းဗီဒီယိုထဲမှာပြောဆိုထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဥရောဆက်က ူရဲ့ဂုံတိတ်ခါညှုံနှံအောင်ရေးသားပြောဆိုမှုတွေရှိနေခဲ့ပြီးတော့အိမ်တွင်အကြမ်းဖက်တယ်လို့ဆွဆွဲနေတယ်။သမီးဖြစ်သူဂျူလီယာဆက်ကိုအခုလုံနေတဲ့လောက်ရက်တွေကိုရတန်းကရက်ဖို့အတွက် ပြောလာခဲ့ပြီးရှေ့ဆက်ဒူလာခဲ့မယ်ဆိုပါကတရားစွဲဆိုသွားမှဖြစ်တယ်လို့လည်းသတင်းစာကနေတဆင့်ကြေညာလာခဲ့တာလည်းဖြစ်ပါတယ်။ဒါမှမဟုတ်အဲ့ဒီချမ်းအရာရှိတဲ့တွေ့အရာရှိတဲ့တွေ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 ့ဟိုနီလာနာမည်မင်းပဲ နေအခုဂျင်းနေကောင်လေးပြီလားလေးပြီပြီဘာပြောလဲမဆိုင်ဘူးဘူးကြိုက်တာတော့ဒီလိုဟုတ်ပြီဘူးကပြောတယ်ဟိုဘုံကဟိုလေမဟုတ်ကြီးမဟုတ်တိုကြီးပြောနေပါစို့ပြောတယ်လို့ထင်ပါစို့ဟုတ်လားဟိုကုသမီးဟိုပေါ်ဖြစ်တယ်ပြောခံရတာဒါဂျူလီဆက်ပြောတဲ့ဥစ္စာဟိုမဘာမှဘယ်ပြောစရာမလိုဘူးငါမွေးထားတာပဲဟုတ်လားကိုမွေးထားတာကိုကလေးကိုကိုမနိုင်ဘူးတဘောမျိုးဖြစ်တာပေါ့နင်တို့မှပဲထိန်းလာတယ်ဟုတ်လားငါဆိုရင်သူနဲ့တွေ့ရဖို့ဆိုတာ เจ้ามาอเมริกามา5-6เดือนติดတယ်ပြီးပြန်လာတဲ့အချိန်မှာလည်းအဲ့လားခုသူသူ့ကိုဒီဟိုတယ်အပ်ပြန်အဲ့တော့ဟိုတယ်အပ်ပြီးမှသူ့ကိုပြင်ညာတက်ဖြစ်တဲ့အတွက်ငါတို့မိသားစုမှာသူကထီထီကြီးအမေရိကန်မှာပွဲရခဲ့တာအဲ့တော့ငါမှလည်းဟိုအားကိုးလို့နောက်ပြီးဘုံတက်ကောင်တော့ငါတို့ဒီစုတစ်မျိုးလုံးကိုစားယူလက်သူတော်လို့ရှိရင်ယူလက်ဆက်ကြောင်းမို့ဟုတ်လားဘယ်လိုပဲပြောပြောနာမည်လေးကိုထိန်းသွားနိုင်အောင်ဒီငါကျူးစားခဲ့တဲ့ဥစ္စာကိုနာမည်ကိုထိန်းသိမ်းနိုင်အောင် ငါဒီလိုကြီးနေတာပေါ့ဒါပေမဲ့မမျိုးလင့်မင်းလည်းအခုဒီနေ့ဒီလက်ဆက်ကအဲ့လောက်ကြီးကိုပြောနေတယ်ခံလဲခံပြင်းတယ်ဒါပေမဲ့ကိုမိသားစုအတွင်းရေးကိုသူများကိုလည်းဟလာဟိုဘာမှပြောစရာမလိုဒါအဲ့တော့ယုံကြည်ကြောင်းကျင်ထင်တော့ပြင်းငါဘုရားတခြားဘုရားအကျမ်းဖက်ဆိုလဲဆိုတော့ဂျီနီကာလိုအွေဒီလေးတော်ကအဲ့လိုဟောတော့ကြည့်ရလို့ဆိုရှင်တယ်အဲ့တော့သူများတွေကတော့မဟုတ်တဲ့ဥစ္စာတွေကြီးပဲပြောထားလို့ခံပြင်းတာဖြစ်တာ ဟုတ်တာပြောတာကိုတောင်းဂျူလက်စ်ဂျူလက်စ်ကိုငါရိုက်လို့ဘာညာဆိုတခါရိုက်တယ်ကွာအဲ့လာသူမွေးရစစ်တုံးလို့ရိုက်လိုက်တယ်ဆိုတော့မန်လေးကမမမရိုက်ဘယ်တော့မှမပြောဘူးငါသားသမီးတွေကွာလိမ်မာစီခြင်းတယ်လေအဲ့လာဒီတက်တူးကိစ္စဆိုလည်းညလုံးမနဲ့မနဲ့ငါညလုံးမကိုလည်းခဏခဏပြောတယ်ကလေးကိုတက်တူးကြော်ရင်ဒုခံလို့ငါမချိုက်ဘူးအဲ့သူကထိန်းနေတယ်သူအနီးကနေနေတဲ့အတွက်ငါတားမပြောခဲ့ဘူးအခုဒီနေ့ထိန်းတဲ့အတိုင်းပဲဒီတက်တူးထိုးလိုက်တယ်တက်တူးဒီဆို ငါတို့လူစုလူမျိုးမှာဓာမျိုးမရှိဘူးဒါရင်ချင်းကိုပြောတာပါဗမာလူမျိုးမှာဆိုလဲနေလို့မှဗမာနော်ငါတို့ဗမာဆိုမြန်မာဟုတ်ဖို့ဆိုခမည်နဲ့ဗာနဲ့ဖြစ်အောင်သူ့မေရဆင်ပြရမယ်ခုသူ့တမီးကတက်တူထိုးထားမှဒါခုမြန်မာလူမျိုးရင်ချင်းကိုပျောက်ပြီလေတော့ဗာဂျင်းနီကောဘဘဟိုးငယ်ငယ်တော့ဘယ်လက်ခရိုက်ဘူးလေပြောငယ်တော့ဘယ်လက်ခရိုက်ဘူးလေနေလို့အမေနဲ့ပဲနေတာများလေပုစစ်နေမှာနေတယ်ဘာမှမရိုက်